င်္ဂလာပါ။အော်ဒီယိုဘိုင်းစောနိုင်မှကြိုဆိုပါရစေ။ယခုတစ်ခါမှာတော့တရာဓမ္မဆိုတဲ့ဖေဖော်ကောင်းကနေရေးတင်ထားတဲ့ငလျင်နဲ့တော်လဲတန်ဆိုတဲ့အကြောင်းကိုဖတ်ပြပေးမှာဖြစ်ပါတယ်။နားဆင်ကြည့်ပါအောင်ခင်ဗျာ။ငလျင်နဲ့တော်လဲတန်ငလျင်မလုံမီကြိုတင်သတိပေးစနစ်မြမပြည်သူတွေလည်းငလျင်နဲ့ပတ်သက်တဲ့ဗဟုသုတတွေတော်တော်ရနေကြပါပြီ။မကြာခဏကြားသိနေရတာကအတန်ကြီးမှအကျယ်ကြီးပဲ။ ကြောက်စရာအတန်ကြီးပြီးတော့ရမ်းခါနေလို့စင်းပြေးကြရတယ်ကြီးတွေကလည်းပြိုလိုက်တာဖုန်းထဲမှာအလန်းစစ်စတန်ထည့်ထားတော့လဲလှုပ်ပြီးတော်တော်ကြာမှ အလန်းပြေးတော့တယ်ဘာလို့မှလဲတချို့ကလည်းငလင်နဲ့ပတ်သက်သမျှလက်လန်းမီယာအပ်တွေကိုထည့်ထားခန်းကြတယ်ဒါကြောင့်လဲကိုတိတလောက်တော့ပြောပြမှ ဖြစ်တော့မယ်ဆိုပြီးလှောက်ရှားမှုတုံခါမှုတွေကိုတိုင်းတာနိုင်တဲ့ငလျင်မှတ်ဆက်တွေပေါ်ပြီးနောက်ပိုင်းမှာ ဒီနေရာပြင်းအားစားရတွေကိုမှတ်တမ်းတင်နိုင်ကြကြတယ်။အဲ့ဒီဆက်တွေမပေါ်ခင်ကမှတ်တမ်းမရှိလို့မဖို့ပြနိုင်ကြတာသာဖြစ်တယ်။အရင်ကငလင်မလောက်ခဲ့ဘူးတာမဟုတ်ပါ။အလွယ်ပြောရရင်ငလင်စားလောက်တဲ့မြေပြင်ဒီနေရာကိုပြောကြတော့လေ။သူ့အောက်တက်တဲ့အ내ပနမိုင်မှာစတင်တာလဲရလေရေးကြည့်တယ်။မြေတရင်ပြက်စင်းမှုပုံများတယ်။ရေကန်နဲ့ဂဲတလုံးချလိုက်လို့ လိုင်းကရက်တွေအဖက်ဖက်တို့ပြန့်နှံ့သလိုငလင်ဆလောက်တဲ့နေရာနေလိုင်းတွေအဖက်ဖက်ကိုပြန့်နှံ့တယ်ဆလောက်တဲ့နေရာနေစတင်ထွက်လာတာက primary weight b weight သူကအားပြော့တယ်အရင်ရောက်တယ်ချက်ချင်းနောက်ကလိုက်လာတာက secondary weight s weight နဲ့ n weight or surface weight လို့ဖြစ်ကြတယ်အဲ့နှစ်ခုကဖြစ်အားပြင်းတယ်ပုံမှန်ကြည့်နိုင်တယ် တော်လဲတန်ဆိုတာငလင်းစတင်လှုပ်လို့မြေသားကြောက်သားတွေပုတ်ချိုက်တဲ့ခါတုံခါမှုကြောင့်အတန်တွေမြည်တယ်အတန်လိုက်ကငလင်းလိုက်ထက်မြန်တော့အတန်ကိုအရင်ကြားရတတ်တယ်ဘောကနဲ့အတန်ကြီးမြည်တာအရင်ကြားရတတ်တော့အဲ့ဒါကိုတော်လဲတန်လို့ခေါ်တာအတန်ကြောင့်ကြီးကန်းတွေလန့်ပြီးထပြန်ကြတာကိုကြီးပြူတယ်လို့ခေါ်တာဖြစ်တယ်မိုးကြီးမြွာခင် ဘောဆိုတဲ့အတန်အရင်လာပြီးမိုးရွာသလိုပေါ့ငလင်မလောက်မီကြိုတင်တရီပေးချက်များတိနိုင်တဲ့နေရရှိတယ်ငလင်မှဆက်စီကိုအရင်ဆုံးရောက်လာတာကပြီဝဲဖြစ်တော့အနေရပေးနိုင်တဲ့စကန်ဒရီဝဲနဲ့စဖေးဝဲအန်ဝဲမလာခင်ငလင်တိုင်းထွာရေးစကန်တွေကပြီဝဲလာတာနဲ့ကြိုတင်အတိပေးချက်ထုတ်နိုင်တယ်ဒါလဲစက္ကန့်မှန်မဲ့အချိန်ရလို့ ဘဟုဇနက်နေရနေရာတွေကမမိပေမဲ့ဝေတဲ့နေရာတွေက အကာအကွယ်ယူခြင်းစင်းပြေဖို့အချိန်ရတယ်။ငလင်လှိုင်းတွေရဲ့သွားနှုန်းတွေကအခြေအနေတွေနဲ့လှိုင်းမျိုးစားတွေပေါ်မူတည်ပြီးကွာခြားကြတယ်။ပြီးဝေးကပြင်းပြအဖြစ်တစ်စက္ကန့်ကို3မိုင်မှ5မိုင်နှုန်းလောက်ရှိရတယ်။နောက်ကလိုက်လာမဲ့လှိုင်းတွေကတစ်စက္ကန့်ကို2မိုင်မှ3မိုင်နှုန်းလောက်ရှိတယ်။အဲ့ဒီနှုန်းနဲ့တွက်ကြည့်ရင် ဗဟိုချက်ကနေမိုင်းတရာအကွာကိုပီရစက္ကန့်20လောက်မှစရောက်ပြီ နောက်ကလိုက်လာတဲ့ဖြအားပြင်းလိုင်းတွေကမိုင်းတရာအကွာကို35စက္ကန့်အတွင်းရောက်လာမှာဆိုတော့ကွာဟာချက်က15စက္ကန့်အဲ့ဒါကမိုင်းတရာအကွာကလူတွေပြေးဖို့ချိန်ပဲငလင်းမှတ်ဆက်ကချက်ချင်းသိရင်35စက္ကန့်အချိန်ရမယ်အစအဦးကချက်ချင်းမပြိုသေးရင် ပြေးချိန်ကပိုရပါတယ် အထက်မြင့်ကလူတွေကတော့ငလင်းတန်းခံနိုင်တဲ့အစာအုပ်မဟုတ်ရင်ဘာမှမတတ်နိုင်ပါလေကဆင်းပြစ်လို့လဲတမိနစ်နဲ့အောက်မရောက်နိုင်ဘူးငလင်းနဲ့ပတ်သက်ပြီးဥဆောင်တာကတော့ USGS ဖွဲ့ပါကဘာအနံပြားငလင်းတွေကိုတိုင်းတာသိရှိနိုင်တယ်သူရထုတ်ပြန်ချက်တွေကိုမှီပြီးအတ်တွေကထုတ်ပြန်တာဖုန်းထဲမှာအလန်းပေးပြီးလောက်ပြီးမှပဲအလန်းဝင်နေဆိုတာမျိုးတွေဘာကြောင့်ဖြစ်တာလဲဖုန်းမှာ ပေါပေါပဲပဲအလကားရတဲ့အတွေ့ရဒီလောက်ပဲမျှော်လင့်လို့ရမှာပေါ့နိုင်ငံတော်ဆင့်လွှမ်းခြုံနိုင်တဲ့သတိပေးစနစ်တွေလှုပ်ထားတဲ့နိုင်ငံတွေမှာရှားမှာပေါ့မြန်မာပြည်ကရခိုင်ကလေးကအဲ့ဒီစနစ်ကိုလုံနေတာဖြစ်ပေမဲ့မရသေးပါဂျပန်နိုင်ငံ၏သတိပေးစနစ်ကမ္ဘာပေါ်မှာငလင်းအလုံဆုံးတိုင်းပြည်ကဂျပန်ဖြစ်တယ်ငလင်းပညာလဲရှေ့တန်းရောက်တယ်မိမိတို့ငယ်စဉ်က မမတက်မီ2မိနစ်ဆိုတဲ့ဘာသာပြန်စာအုပ်အလွန်ဖတ်လို့ကောင်းတယ်ဂျပန်ငလင်ကြီးအကြောင်းပေါ့အပေါ်ကပြောခဲ့သလိုငလင်စခန်းတွေကစတင်တဲ့ချိန်မှာစက္ကန့်အနည်းငယ်အတွင်းတနိုင်ငံလုံးကိုအသိပေးတယ်ဘယ်လိုအသိပေးလဲကျိုးဖုံးခက်ကအိမ်တွေမှာငလင်တတိပေးကြအတွက်ကျိုးဖုံးတစ်လုံးတက်ကြတယ်အနီရောင်ဖုံးပေါ့အဲ့ဒီဖုံးကအတန်မြင်သွားမကင်နဲ့ပြေးပေတော့ပဲ ဒါတော့ငလင်မှတ်ဆက်ကနေဝင်လာတဲ့ပြည်ဝဲကြောင့်အလွန်လျောက်အသိပေးတာခုလိုနေပညာခက်ကြတော့ကျိုးဖုံးအနေအောင်စားစမတ်ဖုန်းတွေမှာအလန်းစစ်စတန်တွေလောက်ပေးလာကြတယ်။ဒါပြင်အနယ်ရှိတဲ့အရာတွေကိုအလွန်အလျောက်ရက်ဆိုင်ပစ်လိုက်တယ်။ဥပမာအထက်မြင့်တိုက်တွေရဲ့ဓာတ်လေကမြန်နှုံးမြင့်ရထားတွေတလားဆိုရင်အတန်ကြီးရကြောက်စရာပဲဆိုတာတော့ဖုန်းထဲမှာ အလန်းစစ်တန်ထက်ထားကြပါလို့ဆိုတာဘာလို့ဆိုလိုတာလဲဆိုတာလဲသိတော့ပါပြီလူတို့ရဲ့အကျဉ်းစရိုက်ကအများသူငါကိုကြောက်လန့်စေခြင်းနဲ့မကောင်းတဲ့ရည်ရွယ်ချက်တွေကများနေတယ်မိမိတို့ရဲ့ကံညာဝရိယတို့ကိုအတုံးချပါငလင်လောက်မှာကိုရက်လာနာကြီးအတိတ်ကျနဲ့မြေသူမြမသိနိုင်ပါမှန်ခြင်းမှန်မှားခြင်းမှားစနစ်ပါပဲဂျမ်းပြောတာကတော့မှန်ခြင်းမှန်မှားခြင်းမှားစနစ်ပါပဲ။ 50 50ပေါ့မှန်သွားရင်လည်းတိုက်ဆိုင်မှုကြောင့်မအားလုံးပဲကြောက်အောင်ချင်းကင်းစွာဘေးရန်ကင်းစွာ နေထိုင်ရှင်သန်နိုင်ကြပါစေချမ်းပြည့်နယ်တောင်ပိုင်းရွာငံမြို့နယ်မြိုင်စံပြကျေးရွာတော်ရဝန်ခဲကျောင်းတိုင်းမှာဥတ္တမဒရကရေးသားထားတာဖြစ်ပါတယ်ဆရာတော်ဟာလူဘွားမှာတော့ကဘူမိဗေဒပမောက်ခဆရာကြီးဥနေဆိုးဖြစ်ပြီးတော့ဇာတပံယဟန်ဝတ်သွားလို့သိရပါတယ် နားဆင်ပေးကြသူအားလုံးကိုလည်းကျေးဇူးထူးတင်ပါတယ်အားလုံးသောမြန်မာနိုင်ငံသားပေါင်းဘေးပရာတွေဝေးကွာကြပါစေဗျာ